ောသနာမင်းကြီးကမြတ်စွာဘုရားကိုဘောနာကြည်တော်မြတ်စွာဘုရားတပည့်တော်ညကအိမ်မက်ထဲမှာလူတယောက်ကအိမ်ရှိကုတ်ပြစ်ကုတ်ပြစ်စရာဒါဓမ္မတွေမျက်စိတွေမြင်တောင်ပြောရလို့ရှင်တော်ရဆိုတာတတ်သိပါနော်တက်သားထိုင်စရာကြမ်းကြမ်းပြန်လေးပေါ့ခုံအဲ၆လေးတွေတိုင်လေးတွေတူးဆိုက်ပြီးတော့ရိုက်ထားတဲ့ကုတ်ပြစ်လေး အိမ်ရှိကိုပြစ်ပေါ်မှာထိုင်ပြီးတော့သရေနဲ့လွန်ချိုးကျစ်နေတယ်။ तू ကကျစ်လို့ရသမျှလွန်ချိုးတယ်ကိုကျမ်းပေါက်ကနေပြီးတော့အောက်ကိုချ။ဒါငါကျစ်ပြီးပြီငါကျစ်ပြီးပြီရပြီဆိုပြီးတော့ तू အဲ့လိုသူစားပန်းစား तू ကထပ်ကကျစ်။ဘိုးပေမဲ့လို့ तू စူးစမ်းသမျှ तू ကျစ်သမျှကျိုးတယ်ဟာအရာမထင်ဘူးမြတ်စွာဘုရား။ ဘာဖြစ်နေတာလို့အောက်ကညီခွေးမတကောင်ကအဲ့ဒီသူကျင့်နေတဲ့ကျိုးတွေကို तू မသိအောင်အောက်ကနေထင်းတလို့ကြိုက်ဖြတ်စားတော့ပြီးတော့ဖြတ်စည်းနေတယ်။ဒါဆိုဗျာအဲ့ဒီအိမ်ပတ်ကိုတပြည့်တော်မြင်မဲ့မိပါလေ။အာဒီလူကျိုးကျင့်တာဒုက္ခပဲအောက်ကညီခွေးမကကြိုက်ဖြတ်စားတော့ဖြတ်စည်းပြနေတာဘယ်အဖတ်တယ်ဘယ်ကျိုးကျရတာပြင်မရတော့နှက်လိုက်မလဲ။အော် ဒါလည်းပဲသဘာဝမကြဘူးပေါ့နော်။သူများကရှေ့ကလို့နောက်ကဖြတ်စည်းဒီလိုသဘောမျိုးဖြစ်နေ။ဒီအိမ်မက်ရဲ့အကျိုးပြစ်ကရောဘယ်လိုပါလဲဆိုတော့ဒီအိမ်မက်ရဲ့အကျိုးပြစ်ကနောက်တစ်ချိန်ကြလို့ချင်းဒါကကြတော့ဥစ္စာတော့အိမ်တော်ဘက်ကကြောက်ကြပိတပြီးတော့ဖြောင့်မတ်တယ်ယူသားတယ်။ကိုမိသားစုစာဝင်နေရေးဟာအိမ်တော်ဥစ္စာဖြစ်တဲ့ ငါမှာတာဝန်ရှိတယ်အိမ်တော်ရဲ့အရေးကိစ္စအားလုံးတွေငါအရေးပဲလို့ကြောက်ကြကောင်းပိတဆိုတာကြိုကြိုစားစားတဲ့တာဝန်ယူပြီးတော့ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲလောက်ကန်ရှာခွေစွဆောင်းပြီးတော့အိမ်သူဇနီးမယားကိုကြားသမျှအတ်တယ်အဲ့လိုအတ်တဲ့အခါမှာအိမ်သူဇနီးကဖောက်ပြန်တတ်တဲ့မျိုးသမီး စိတ်သဘောထားညံ့ညမ်းတဲ့အမျိုးသမီးဖြစ်နေပြီတော့ဒါကအမျိုးသားကတော်ပြီအမျိုးသမီးကညံ့ဘုရားနဲ့ရှေ့ရအိမ်မကကြတော့အမျိုးသမီးကတော်ပြီတော့အမျိုးသားကရုံမှာညံ့ညာကောက်ကျစ်တဲ့မြေခွေးနဲ့တူတယ်လို့ဒီမှာကြတော့ဦးဇနောအမျိုးသားကကြိုးကျစ်တဲ့လူနဲ့တူတယ်နော်တိုးတယ်ကျစ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 ်ပြီးတော့ခြားတယ်လို့ပဲအဲ့ဒါလိုပဲတဲ့အဲ့ဒါလိုပဲသဘောတရားက ယောက်ျားကအပြင်ထွက်အင်းအပြင်ထွက်ပြီးတော့ဒါတော့တဲတောင်းနေဒါမှမဟုတ်လုပ်ငန်းခွင်နဲ့ဒါမှမဟုတ်ရုံးပြင်ကနာဒါမှမဟုတ်ရင်လည်းပါကုမ္ပဏီတွေပါတယ်ကုမ္ပဏီပေါ့နော်တရားစီဝိုင်းလုပ်ငန်းမိသားစုအရွေးကိစ္စလုပ်ငန်းတွေအကုန်လုံးကိုရှေ့ရတဲ့ခေါင်းခံပြီးအိမ်တော်ဦးစီးပိတာဆိုအိမ်တော်တာဝန်ကိုပြေပေါ်စွာလောက်ကန်ဆောင်ရွက်နေပြီမဲ့လို့နောက်ကအမျိုးသမီးကတော့ရှားထားသမျှပြည်စည်းဥစ္စာတွေကို ကျိုးကျင်နေတဲ့ယောက်ျားရဲ့ကျိုးလွန်စားတဲ့အကျိုးမဲ့ကိုက်ဖက်ဖြတ်စည်းနေတဲ့ခွေးမတကောင်လိုပဲအကျိုးမဲ့သူစိတ်ကူးတဲ့ရှိရတဲ့ကိုစီးမရှိကမ်းမရှိပယံပတာသုံးဖြုံဖြတ်စည်းနေတယ်အိမ်တော်တစ်ခုဆိုတာဦးဇင်းတို့စီးတဲ့ရင်ဆယ်တဲ့ကစင်းလေယောက်ျားရှာရသမျှပစ္စည်းအလကားရတာမဟုတ်ဘူးလေအလကားရတာမဟုတ်ပင်ပင်ပန်းပန်းနော်ဦးဇင်းတို့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေကပညာကိုရင်းရတာပညာမတတ်တဲ့အမျိုးသားတွေဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုရင်းပြီးပင်ပန်းပန်းရှာထားရတာအလကားရတာမဟုတ်ဘူး အဲ့ဒါမကုံတဲ့တာမကုံအောင်ကုံတဲ့တာကိုလည်းအကျိုးရှိရှိကိုအောင်မျက်မျက်တတာဖြစ်အောင်သုံးဓာတ်ဆွဲဓာတ်ထိမ့်ဓာတ်သိမ့်ဓာတ်ရပါလေအိပ်ပေါင်းတဲ့ဖားကောက်တို့ဖြစ်နေပါဘောစိတ်ကမရှိအဲ့ဒါအကျိုးမဲ့ဗယံပဒာသုံးဖြုံးပြီးတော့ပြစ်တယ်အာဟိုဟာဝတ်ချင်တရားစားခြင်းနဲ့ကိုနဲ့ကိုယောက်ျားအလောက်တက်နိုင်မတက်နိုင်လည်းမတူသူလိုစင်တာသူစုတ်အတင်းပူစားနေတယ်တချို့မိမတွေရှိတယ်เนาะဥစ္စာတော့မြင်တွေ့ကိုယောက်ျားက ဒီလောက်ပဲတက်နိုင်တယ်ဆိုဒီလောက်နဲ့ကျင်တဲ့ရမှာဘောကိုကမှဒီလောက်တက်နိုင်တဲ့ယောက်ျားကိုယူထားတဲ့ကိစ္စဟောသဘောတရားနော်မတက်နိုင်တဲ့ဥစ္စာမနိုင်ဝန်ထမ်းခိုင်းလို့ချင်းဘယ်ပြည်လဲတော့မှာတော့နော်ဘယ်ပြည်လဲတော့မှာလေနဲ့မရဆိုတာဥစ္စာတော့အေးတူပူမြနေနိုင်မှလင်မရဖြစ်မှာပေါ့အဲ့ဒါမကျင်တတ်နိုင်ဘူးရသမြအကုန်လုံးသုံးဖြုံဖြက်စီးဒီလောက်နဲ့အားရလာဆိုတော့ညံ့တဲ့ အဲ့လိုအမင်းလေးအဲ့လိုအမျိုးသမီးရဟာဒီလောက်နဲ့အားရတဲ့ထုံးစံမရှိဘူးတဲ့ဒီယောက်ျားနဲ့အတူပေါင်းဖက်လာရတာယူသွားဤသွားတဲ့အခါကျတော့သူတို့ကငယ်တာလေးတွေသူတို့သဘောကျတဲ့အခြားယောက်ျားတစ်ပါးပေါ်မှာမြဲတဲ့စိတ်ကသူတို့ကရောက်ဩအိမ်တကားဖွင့်လိုက်ပြီဆိုတော့လည်းဘဲကောင်လေးများတွေ့ရမလဲဆိုလမ်းပေါ်လိုက်ပြီးတော့ကြည့်နေတတ်တယ်မျက်လုံးကဒီလိုမျိုးနော် အဲ့ဒါယောက်ျားလင်ကြီးရှာရပြပစ္စည်းတွေနဲ့လင်ငယ်ကိုဖို့တဲ့အဲ့ဒါလည်းပြောပါတယ်ဒီနေ့ခေတ်ဆိုင်အဲ့ဒါတော့အငယ်နောက်ထားပြီးတော့အိမ်တော်ရေးပါ ဖောက်ပြန်ပြီးတော့ပျော်ပါနေတဲ့အပျော်လိုက်နေတဲ့အမျိုးသမီးတွေနဲ့အိမ်တော်ကြာရလိုက်မယ်တဲ့လောကကြီးပေါ့နော်ဒါအမျိုးသမီးတွေကိုနှိမ်တာမဟုတ်ပါဘူးနောင်တရားပြတ်တဲ့ကာလရောက်လာလို့ရှိတယ် ရှိတယ်လေတချို့အိမ်တော်ပတ်တယ်အမျိုးသားကတကူကောင်းဆန်တယ်ကိုချမ်းသာဖို့ကိုကြည်တယ်မြေကွေးနဲ့တူတယ်ကောက်ကျက်တယ်မိသားစုဆိုမိသားစုတောင်းပါမှမယူမင်္ဂလာတွေထဲလဲတွေ့ပြီးတော့အင်းရအမျိုးသမီးမလေးမစားလောက်တယ်ဒါအမျိုးသားကညံ့ဟောတချို့အိမ်တော်ပတ်တယ်ကြတော့အမျိုးသားကယောက်ျားမိသားတွေတည်ငြိမ်တယ်စူးစားတယ်အမျိုးသမီးကဟောက်ပြန်တယ်သူချမ်းသာရဲ့သူရှေးရှုတယ်သူမိဘအိမ်တော်ကဘလို့နေခဲ့ရတယ်ဆိုတာပဲသူကရေတွက်ပြီးပြောလို့မဆုံးဘူးနင်းနဲ့ရမှာငါဘလို့ဆင်းရဲဆင်းရဲရတယ်ဆိုတာမျိုးတွေပြောတယ် တဲ့ပဲမရှိဘူးပေါ့နော်အဲ့ဒါမျိုးတွေပေါ့ဘလောက်ပဲလှုပ်ပေးပေးအရာမထင်ဘူးသုံးလို့ဖြုံးလို့မပြီးတော့ဘလောက်ပဲပြောအောင်ထားတာအပြောမလို့တော့ပြောလို့အားရနိုင်တယ်ကိုမရှိဘူးအကျိုးမဲ့ယောက်ျားဆရာရသမားကိုသုံးဖြုံးဖြတ်စည်းနေတာမမယုတ်နေတာအိမ်အောင်ကြရလိမ့်မယ်လို့ဒီဘောမျိုးတွေကိုမြတ်စွာဘုရားကဟောတော်မူတယ်ဒါဘယ်လိုလဲဆိုတော့တန်ဖို့ကဗျာလေးအနေနဲ့ တရေလုံးကခြေရင်ထပုံစားခွင့်ငတ်မိလေမတိအောင်ပစ္စည်းဆောင်လင်မြောင်ကျွေးလိုက်မိဘာဝိတရောင်ဆရာတော်ဘုရားကြီးကတော့အင်းပြင်ဘောလူလွန်ချက်တဲ့ခွေးမြက်ကအောက်၌သာမတိရှာလုံးအဖြာကိုစားကုန်သည်တား လင်ကြီးမှရှာဖွေစုယုံအိနေသူလင်ငယ်ထားလို့စာဆံယေဟုတရွေကိုတုံး၍ပြတ်ပြုံနောက်တစ်ခါအပြင်းပေါ်လူလွန်ကြလို့ခွေးမြက်ကအောက်၌တာမတိရှာလွန်အဖျားကိုစားကုန်သည်တာ လင်ကြီးမှာရှာဖွေစုယုံအိနေသူ လင်းငယ်ထားလို့စဆံရေးဟူတဲ့ရွေကိုတုံး၍ပြက်ပြုံတုံးလို့ဖြုံးလို့အားမရဘူးလင်းငယ်ပါထားပြီးတော့အိမ်တော်ကြီးဖောက်ပြန်တဲ့အမျိုးသမီးတွေနဲ့အိမ်တော်ကြတဲ့အမျိုးကောင်းသားတွေလည်းရှိလာလိမ့်မယ်လို့ဒီလိုအိမ်မက်မျိုးကိုမှတ်ပါတယ်လို့ဘာဘုဒ္ဓတော်ဆရာတော်ဘုရားကြီးကဤကဲ့သို့ခါဗျာရည်သားဆက်ဆိုတော်မူပါတယ်